ဗိုလ်ချုပ်မင်းမင်းအောင်လိုင်ကပြောလဲဆိုတော့လိုင်စင်မဲ့ရှင်နေနဲ့ပတ်သက်ပြီးတော့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်တဒန်းတူတဒန်းကုန်တွေကိုတခြားပြနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်တာပြီးကိုတောင်းဆိုချင်ပါတယ်ဒီဘို့အတွက်သူထပ်ပြီးတော့ဟိုတိုင်လွန်းတက်ဆိုင်ရာဒီအာနာပိုင်တွေကိုတိုက်တွန်းတာရှိတာပေါ့နော်တိုက်တွန်းတာရှိတာအဲ့လိုတိုက်တွန်းပြီးနောက်ပိုင်းမှာ ျွန်တော်သွားရလာတဲ့အခါမှာနော်ကျွန်တော်တို့နေပြည်တော်မှာနေနေရဆိုအားလုံးသိတဲ့အတိုင်းပဲနေပြည်တော်ကတိတ်အကျယ်ကြီးမဟုတ်ဘူးသွားရလာတဲ့အခါမှာဘာတွေ့ရလဲဆိုတော့အဓိကအဖြစ်ကျွန်တော်တို့မနက်ကဆိုရင်ကျွန်တော်တို့တနေရောင်သွားတယ်သွားတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အဲ့မှာဒေတာကန် online နေပေါ့အဓိကအဖြစ် cycle လေးပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာကတော်တော်များများက cycle ကို license မဲ့ cycle ကြီးစီးရများတယ် ဒီနေပြီးတော့ပဲဖြစ်တခြားဒေတာတွေမှာပဲဖြစ်ဖြစ်အဲ့ license နဲ့ cycle တွေကလည်းပြုနေပြောရင်သူတို့အတွက်ဝင်ငွေဆိုလည်းဟုတ်တယ်ထမင်းဆိုလည်းဟုတ်တယ်သူတို့အတွက်တကယ့်ကိုဒီသူတို့အတွက်ဆိုတာဒီရောဟိုဘလူးကောမလဲတောသူတောင်သားတွေအတွက်ပေါ့နော်တောသူတောင်သားတွေအတွက်သူတို့အတွက်ဝင်ငွေရှာတဲ့ပစ္စည်းဆိုလည်းဟုတ်တယ်သူတို့အတွက်ကဟိုထမင်းစားဖို့ရှာတဲ့ပစ္စည်းဆိုလည်းဟုတ်တယ်သူတို့အတွက်ចောင်းကျို့ចောင်းပို့လုပ်ဖို့အတွက်ចောင်းကားဆိုလည်းဟုတ်တယ် သူတို့တို့ကစေးယုံစေးကန်းသွားဖို့ညာရင်းညားတာပဲဖြစ်ဖြစ်ပေါ့နော်စေးယုံစေးကန်းသွားဖို့အတွက်တေဘုဆောင်ရေးပစ္စည်းတို့လည်းဟုတ်တယ်ဒီ సైకిల్ ရပေါ့နော်ဒါပေမဲ့ సైకిల్ တော်တော်များများကတောသူတောင်သားတွေကဝစ်တောက် సైకిల్ ကြီးစီးရများတယ်ဝစ်တောက် సైకిల్ ကြီးစီးရများတယ်နော်အဲ့တော့ဒီဝစ်တောက်ပေါ့နော်ဝစ်တောက်ဆိုတာအစိုးရရှိမှ register မတင်ထားတဲ့ယာဉ်တွေပေါ့ဥပမာမော်တော်ကားလည်းပါမယ် సైకిల్ လည်းပါမှာပေါ့နော် సైకిల్ လည်းပါမှာပေါ့ အဲ့တော့ဒါတွေအတွက်ကိုနိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌကတော့အဓိကအဖြစ်မော်တော်ယာဉ်တွေအတွက်ကိုသူအဓိကအယူရပြောတယ်လို့ထင်တယ်။တို့မြန်စိုက်ကယ်တွေကလည်းဒါပြောရအောင်တော့လိုင်စင်မဲ့တွေပဲနော်။ဒါမျိုးဟုတ်ပါမှန်ပါတယ်။ဆိုတော့ဘာဖြစ်လဲဆိုတော့လက်ရှိနေထားမှာကကျွန်တော်တို့ကဟိုအစိုးရကဥပဒေတစ်ခုထုတ်လိုက်ရင်တချို့ကိစ္စတွေကဒီပြောရရင်ဒီဥပဒေမှာအကျုံးဝင်တဲ့သူတွေအတွက်ကဘယ်လိုခေါ်မလဲ။ဟိုငွေရှာတဲ့ ပေါက်ကြီးတစ်ခုလိုဖြစ်ဖြစ်သွားတတ်တာမျိုးတွေရှိတယ်ရှိတာပေါ့နော်ရှိတော့အဲ့တော့ကျွန်တော်မနက်ကတွေ့တာလေးကိုကျွန်တော်ထပ်ပြောမယ်အဲ့တော့ cycle တွေတော်တော်များများတန်းစီပြီးတော့အဲ့လိုပေါ့ကျွန်တော်ထင်တာကတော့တစ်ကတော့ဒီရင်းနှင်းရဲလေးတွေကသူတို့ကိုအသိပညာပေးတဲ့စာရွက်တွေပေးတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ငွေကြီးတောင်းခံတာလည်းဖြစ်နိုင်တယ်ဒီအတွက်ကတော့ကျွန်တော်ကမျက်မြင်နဲ့မျက်မြင်တော့မြင်တယ်ဒါပေမဲ့အဲ့နောက်ကျွန်တော်သွားမကြည့်ရတော့ကျွန်တော်တေချာဘောတော့မသိနိုင်ဘူးဗောနော်တေချာဘောတော့မသိနိုင်ဘူးဆိုတော့အဲ့လိုမျိုးတွေ့ရတယ်အဲ့လိုတွေ့ရအဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့ဒီ license ဝတ်တောက်တွေဟာအဓိကအဖြစ်ပါလဲဆိုတော့တစ်ကနိုင်ငံတော်အစိုးရအတွက်အခွန်မရဘူးပေါ့နော်ဒါဟုတ်ဒါတစ်နှစ်ကတော့ဘာလဲဆိုတော့အခုလိုမျိုးအချမ်းဖက်လုပ်ရက်တွေတောင်းချမ်းနေတဲ့အချိန်မှာဒီဝတ်တောက်ကားတွေဝတ်တောက် cycle တွေကတော့ဘာဖြစ်လဲဆိုတော့ဟိုပြောရရင်နိုင်ငံတော်ရဲ့လုံခြုံရေးအတွက်ဟိုတကယ့်ကိုဘယ်လိုခေါ်မလဲချင်းချောင်းနေတဲ့အရာတွေလို့ကျွန်တော်တို့ပြောလို့ရတယ်နော်ချင်းချောင်းနေတယ်လို့ပြောလို့ရတယ်အဲ့တော့ပြောရရင်တော့ ဒါတွေကိုပြောရရင်အပေါ်ကတော့နိုင်ငံအကြီးအကဲတွေကတော့ဒီဟာတွေအတွက်ဟုတ်လားလုပ်ဖို့လိုတယ်ဆိုပြီးတော့ guideline ပေးလိုက်မှာပဲဒါပေမဲ့အောက်ခြေမှာလုပ်တဲ့အခါကျရင်ကျွန်တော်တို့ကနည်းနည်းလေးပေါ့နော်သူတို့အနေနဲ့အပေါ်ကပြောလိုက်တာနဲ့လုပ်ဟေးဆိုဒီလိုလုပ်တာလား plan ဆွဲပြီးလုပ်တာလားတော့မသိဘူးပေါ့ကျွန်တော်တို့ကတော့ဖြစ်စေချင်တာ plan လေးဆွဲပြီးတော့ပေါ့နော်တစ်ကပညာဘေးကာလဟုတ်လားပညာဘေးကာလမှာဟုတ်ပြီဟိုဘလားဟို license number block ကတော့ဖြင့်ဟုတ်လား without ကစီးတယ် license cycle number cycle license block ကတော့မှတ်ဖို့ number blue ကတော့ဖြင့် without cycle စီးတယ်စသည်အားဖြင့်မဒါလေးတွေ register လုပ်မယ်ဥပမာဖြင့်ပြောတော့เนาะကျွန်တော်တို့ကဘာလဲဆိုတော့တချို့အောက်ခြေမှာ implementation ခေါ်တာပေါ့ပြန်ပြီး account ထဲပေါ်ရတဲ့နေရာမှာအပေါ်ကဟာလာရှိပြီးသားအမိန့်ကိုပဲဖြစ်ဖြစ်အမိန့်ဥပဒေတစ်ခုပြဋ္ဌာန်းလိုက်ရင်ပဲဖြစ်ဖြစ်အောက်မှာ account ထဲပေါ်ရတဲ့အခါမှာဒီလိုအခြေအနေမျိုးမှာတိတ်မလွယ်ပါဘူးကျွန်တော်တို့သိပါတယ်တိတ်အလွယ်ကြီးတော့မဟုတ်ပါဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဖြစ်စီချင်တာက မန်တော်ကြီးကတော့ဒါလည်းဒီလိုရှိတယ်ဆိုပြီးတော့ဒါသူလမ်းညွှန်ချက်ပေးလိုက်တယ်ပေးလိုက်တဲ့ခါမှာအောက်ချင်မှာပြန်ပြီးတော့ implementation လုပ်တဲ့အခါမှာပြန်ပြီးတော့အကောင့်ထဲပေါ်တဲ့အခါမှာစနစ်ကြလေးရှိနေခြင်းတကဘာလို့လဲဆိုတော့ကျွန်တော်လက်ရှိအနေထားမှာကနိုင်ငံတော်အစိုးရနဲ့ပြည်သူ့ကြားမှာနားလည်မှုလွဲတာတွေရှိနေတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ကြားထဲမှာတချို့ဝန်ထမ်းတွေလည်းညက်တယ်ကျွန်တော်သိပါတချို့ဝန်ထမ်းတွေလည်းညက်တယ်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာဝန်ထမ်းတွေအနေနဲ့ကအောက်ခြေမှာသူတို့ဟာလာကျွန်တော်တို့အနေနဲ့တော့ပထမတော့ဟာလာပညာပေးကာလ ဒုတိယကတော့ကျွန်တော်တို့အနေနဲ့တံငွေရိုက်မယ်အတတိယကတော့ကျွန်တော်တို့အနေနဲ့အေးယူမယ်တင်းဆဲမယ်အစတရားပြင်ဒါကလည်းပြောရရင်နိုင်ငံတော်အထက်မှာရှိတဲ့နိုင်ငံတော်အကြီးအကဲတွေကချမှတ်ပေးလိုက်တဲ့ဒီလုပ်ငန်းလမ်းစဉ်တစ်ခုကို အောက်ခြေရတာအကောင့်ထဲပေါ်တဲ့နေရာမှာကိုယ့်ရဲ့ဟိုစီမံကိန်းလေးတွေနဲ့အကောင့်ထဲပေါ်နေတယ်ဆိုတော့သိရင်နိုင်ငံတော်အကြီးအကဲတွေလည်းဝမ်းတာမှာပဲကျွန်တော်ပြောချင်တာဝမ်းတာမှာပဲဘာလို့လဲဆိုတော့ တချို့ကိစ္စတွေမှာကအောက်ချီကဟလာအပေါ်ကတော့ရွှေဖော်ရွေးနဲ့ရိုက်ပါကွာလို့ပြောလိုက်ပြင်မယ်အောက်မှာဝရင်တုံးနဲ့တင်းရိုက်တဲ့ခါကျတော့တစ်ကဘာဖြစ်လဲဆိုတော့အရင်ဆုံးပြည်သူလူထုရဲ့အမုန်းကြီးခံမှာဝန်ထမ်းတွေပဲလေပြီးတော့မှအစိုးရလာမှာအစိုးရကပြောရင်ပြည်သူလူထုကနေစဉ်ထိတွေ့နေတာမဟုတ်ဘူးဝန်ထမ်းတွေကနေစဉ်ထိတွေ့နေရတာဆိုတော့အဲ့တော့ကျွန်တော်ပြောချင်တာဘာလဲဆိုတော့ဝန်ထမ်းတွေအနေနဲ့တချို့ကိစ္စတွေမှာဟလာနိုင်ငံတော်ကလည်းမျက်နှာရအောင်နိုင်ငံတော်အကြီးအကဲတွေလည်းမျက်နှာရအောင် ကိုလဲလုံးဝကင်ရတာအဆင်ပြေအောင်လေးတွေချို့ကလေးလုံးစီခြင်းဘာလို့တန်းပြီးတော့ဟုတ်လားအောက်ချိန်မှာတန်းဖမ်းတာမဟုတ်ဘူးတချို့ကတန်းပြီးပစံတောင်းတာအဲ့ဒါမျိုးကြီးရှိတတ်တာပေါ့နော်ရှိတတ်တော့ရှိရလို့ကျွန်တော်မပြောဘူးရှိတတ်တယ်ရှိတတ်တဲ့အတွက်ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့ဒီမော်တော်ဆိုင်ကအဓိကအပြင်တော့ cycle ဝက်တော့တွေဟာတောသူတောင်သားတွေအတွက်ထမင်းဆိုလဲဟုတ်တယ်ကလေးကြောက်မှုတဲ့မော်တော်ယာဉ်ဆိုလဲဟုတ်တယ် ဘုန်းကြီးเจ้าကိုစွန်းကြိုင်သွားပို့တဲ့မော်တော်ယာဉ်ဆိုလည်းဟုတ်တယ်ဟဲ့လားလူနာတွေသွားပို့တဲ့မော်တော်ယာဉ်ဆိုလည်းဟုတ်တယ်သူတို့တော့ကဒီစိုက်ကယ်တစ်စီးကအစုံသုံးပေါ့နော် တချို့ကစိုက်ကယ်ကိုလိုင်စင်နဲ့စိုက်ကယ်မဝင်နိုင်ဘူးဝင်နိုင်တဲ့အခါကျတော့ဝက်တောက်လေးတွေစီးပြီးတော့သူတို့အနေနဲ့ပညာရှာရတယ်စီးပွားရှာရတယ်ဟဲ့လားဘာသာတရားရှာရတယ်ဒါမျိုးတွေလုပ်ရတယ်အဲ့တော့ဒါလေးတွေကိုလုပ်တဲ့အခါမှာကျွန်တော်တို့ကတော့ပြောချင်တာကတော့နည်းနည်းလေး အောက်ခြေမှာရှိတဲ့ပြည်သူလူထုကိုပညာပေးတာရဲ့အရေးယူအုံနေဘလို့ခေါ်မလဲဒဏ်ငွေရိုက်တာရဲ့ဖမ်းဆီးတာပဲနော်ဒီ၃ခုလောက်အုံနေလောက်ကြရင်ကောင်းမယ်လို့ကျွန်တော်ဒီလိုသုံးသက်တာပေါ့နော် သုံးသက်တာပေါ့ပြီးခဲ့တဲ့ရက်ကဆိုရင်ကျွန်တော်မိတ်ဆွေတယောက်ကတရားသူကြီးပေါ့တရားသူကြီးကသူတရားရုံးမှာသွားတွေ့ရခါမှာဘာတွေ့ရလဲဆိုတော့အဲ့မှာကောင်းလေးနှစ်ယောက်ကိုလက်ထိတ်ခတ်လာတယ်နောက်ကလည်းသူ့မိန်းမတွေကငိုယူပြီးလိုက်လာတော့အဲ့ဒါကျွန်တော်လည်းသူတရားစီရင်တော့သွားကြည့်တော့ဘာလဲဆိုတော့ ဟောတရသူကြီးကဟိုကောင်စားပြောကျွန်တော်ရင်းနေလို့ပါကျွန်တော်မိတ်ဆွေကဘာလုပ်လိုက်လဲဆိုတော့သူတို့တယောက်တလားတီချလိုက်တယ်သူကဒံငွေလည်းချလို့ရတလားလည်းချလို့ရတလားတီချလိုက်ချာအာမိမရငူယူပြီးအဲ့ဘာဖြစ်တာလဲလို့မေးကြည့်ရခါကြတော့သူတို့ကပလုံကောက်တောသူတောင်သားတွေပဲပလုံကောက်တာပလုံကောက်တာကအဲ့ဒီနားမှာဈေးစိုင်နားမှလာမီသွားကောက်တော့အာမပစ္စည်းတွေရှိရဲ့ဘာညာကြီးစိုင်ရှင်းကတိုင်လိုက်တာထင်တယ်တိုင်တော့ဖမ်းလိုက်တယ်ဖမ်းလိုက်ပြီးတော့တယောက်ထောင်တလားတီချလိုက်တယ် မေးကြည့်တော့တောသူတောင်သားတွေတောသူတောင်သားတွေလဲပိုင်းလဲမဲ့ရာမဲ့တွေပေါ့ဗျာလဲမဲ့ရာမဲ့တွေကလေးလေးလေးတယောက်ပါတယ်ဆိုတော့ကျွန်တော်ကျွန်တော်တို့အဲ့မှာနည်းနည်းပါပေးတင်တာတွေတော့ပေးလိုက်တယ်ပေါ့ဗျာကျွန်တော်တို့ကဒီအချိန်မှာဗျအားလုံးကလောက်ကန်စားတောင်းနေရတာမလွယ်ဘူးဗျမလဲတဲ့အတွက်ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့တချို့ကိစ္စတွေမှာမှန်ပါတယ်ဒါတော့ဟိုဥပဒေကြောင်းကြီးကပြဋ္ဌာန်းထားတဲ့ဟာတွေအတိုင်းတရားသူကြီးကလုပ်ပိုင်ခွင့်ရှိတာပေါ့ဗျာဒါပေမဲ့ ကျွန်တော်တို့အဲ့ဒီမှာစင်ရှင်နှုံတရားဆိုတဲ့ဟာလည်းရှိတာပေါ့ဗျာကျွန်တော်ပြောချင်တာနော်ရှိတာပေါ့ဆိုတော့အဲ့တော့ကျွန်တော်တို့ကအဓိကအဖြစ်ပြောချင်တာကအားလုံးကိုအစဉ်ပြေပြေနဲ့နိုင်ငံတော်ကြီးလေပတ်တာကိုမြင်စေချင်တယ်စဉ်းစားကြည့်ကျွန်တော်တို့ကဘာလို့ဘာလို့ဒါတွေပြောနေလဲဆိုတော့ကျွန်တော်ကဟိုပြောရရင်ကျွန်တော်ဟိုမှာအနည်း20လောက်နေခဲ့တဲ့ဟော်လန်မှာကလူတက်မှုတော်သူကအရင်ဆုံးမဖမ်းဘူး လူတွေကိုတိမ်းလို့တော့တိမ်းဆိုပြောရင်တော့တိမ်းဆိုလူတွေကိုပြန်ပြီးတော့ဘယ်လိုခေါ်မလဲရင်ပါအောင်ပြန်လုပ်တယ်ဥပဒေတွေကိုပြန်ပြီးတော့နော်တင် जा ပေးတယ်ဘာကြောင့်တက်တာလဲအခြေအမြင်ရှိရှိလေ့လာတယ်ပြီးလို့ရှိရင်သူတို့ကတော့ဟိုမှာထောင်လို့ပြောခဲ့ရင်တောင်သူ့ကိုတိတ်ပျက်စီးသွားမယ့်နေရာမပို့ဘူးစသည်အဖြစ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကဖြစ်စေချင်တာကမှန်တယ်ဒီလိုအခြေအနေမျိုးမှာတချို့တွေစားဝတ်နေရေးအတွက်တချို့ အသေးအဖွဲဥတွေလေးတွေကိုချိုးဖောက်ရတာရှိတယ်။အဲ့တော့ဒါကတစ်ကတော့ဖန်းစည်းတဲ့လုံုံရေးဝန်တန်းပေါ့။နှစ်ကတော့ဒီအမိန့်ချရတဲ့ဥပဒေဝန်တန်းပေါ့။သူတို့နှစ်ခုကြားမှာသူတို့နှစ်ခုကဒါအမြင့်ဆုံးပဲလေ။တရားခံနဲ့တရားထိတွေ့ရတဲ့လူတွေပဲလေ။အဲ့ဒီမှာတယောက်နဲ့တယောက်ကြားမှာစင်ညုံတရားလေးထားလိုက်ရင်တစ်ကပါလဲဆိုတော့အားကိုးရတဲ့အစိုးရဖြစ်လာမယ်။ နော်အားကိုးရတဲ့ပြည်သူလူထုအားကိုးရတဲ့အုပ်ချုပ်သူဖြစ်လာမယ်နော်ဖြစ်လာမယ်ဆိုအဲ့တော့ဟိုပြည်သူလူထုကအမြဲတမ်းကြောက်လန့်နေတဲ့အုပ်ချုပ်သူမဖြစ်တော့ဘူးပေါ့ဗျာကျွန်တော်ပြောချင်တာဒီချိန်ကကျွန်တော်တို့ကပြောသူပေါ့မှန်ပါတယ်တချို့ကိစ္စတွေမှာဝန်ထမ်းတွေအနေနဲ့လည်းသူတို့လည်းဟိုအောက်ခြေမှာလုတ်ကန်ရတာမလွယ်ဘူးကျွန်တော်တို့သိတယ်အစိုးရအနေနဲ့လည်းအပေါ်မှာစီမံဆောင်ရတာမလွယ်ဘူးဒီလိုအခြေအနေမျိုးမှာလေအရန် sensitive ဖြစ်တယ်အရန် sensitive ဖြစ်တယ် ဆိုအဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ပြောတာတစ်ကဘာလဲဆိုတော့ဟိုဆင်းရဲနှုံတရားနဲ့နော်သွားကြရင်ကောင်းမယ်ထင်တယ်လို့ကျွန်တော်အဲ့ဒါလေးသုံးသပ်မိတာပါနော်ဒါကတော့ပြောရရင်လိုင်စင်မဲ့ရင်နဲ့ပတ်သက်ပြီးတာပေါ့နော်နောက်တစ်ခုကတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်မှာပေါ့နော်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အလုံးသိတဲ့အတိုင်းပဲဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ရှိတ်ဟာစီနာကဖြုတ်ချခံလိုက်ရတာအဲ့လိုပဲရှိတ်ဟာစီနာဟာဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်ပြည်သူလူထုကတရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ဝန်ကြီးချုပ်တယောက်ဖြစ်တယ်။ကျွန်တော်ကဒီချိန်ဟာစီနာကိုဘာကြောင့်ဖြုတ်ချခံလိုက်ရတယ်လို့ပြောလဲဆိုတော့ကျွန်တော်ပြောအဲ့တုန်းကကျွန်တော်တို့သုံးသပ်ပြတယ်။ဘာကြောင့်လဲအမေရိကန်ဟာဘင်္ဂလားဒေ့ရှ်ကိုအမေရိကန်ဟာပုံစံတနည်းနဲ့သူ့ရဲ့ proxy ပေါ့နော် proxy အဖြစ်သူအသုံးချဖို့သူလုပ်နေတယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်။အဲ့ဒီချိန်ဟာစီနာကလည်းအဲ့ချိန်မှာဘာပြောလဲဆိုတော့ဘင်္ဂလားဒေ့ရှ်ကို ခြေကုပ်ယူဖို့အတွက်နိုင်ငံကြီးတခုကသူ့ကိုကျွန်တော်ကျွန်တောင်းတယ်ပေါ့ဗျာအဲ့တော့သူညင်းလိုက်တယ်ပေါ့အဲ့လိုစကားပြောပြီးမကြဘူးဘင်္ဂလားဒေ့ရှ်မှာလူလူအောင်ကြောင်းမှုဖြစ်ပါတယ်ဆိုပြီးဖြစ်လာပြီးတော့ချိတ်ရစင်တာချက်ချင်းပြေးရအဲ့လိုပဲအဲ့ချိတ်ရစင်တာပြေးပြီးနောက်ပိုင်းမှာပဲတခါလေယူနစ်တို့အုပ်စုရောက်လာယူနစ်ဟာကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီကျွန်တော်တို့သုံးသက်ချက်အရယူနစ်ဟာကျွန်တော်တို့အဲ့ချိန်တုန်းကလည်းသုံးသက်ပြခဲ့တယ်မော်မက်ယူနစ်ဟာအမေရိကန်ရဲ့ proxy ပဲလို့သုံးသက်ဒါပေမဲ့ဒီခုနင်းက ပြောရလို့ရှိရင်မိုဟာမက်ယူနိုကနိုင်ငံရေးမှာနည်းနည်းလေးသူတိဖို့လိုသွားတာပါလဲဆိုတော့အားပြိုင်မှုတွေရှိနေတယ်။ကမ္ဘာကြီးကအဲ့ချိန်မှာပြန်ပြီးအထိုင်ချနေရတဲ့အချိန်1990လောက်မှာကျွန်တော်တို့အုပ်စုနှစ်စုမှာပြိုကွဲသွားတယ်တစ်ကဝါဆောအုပ်စုပြိုကျသွားတယ်နေတိုးအုပ်စုပဲကျန်တော့နေတိုးက1990လောက်ကနေပြီးတော့ထားပါတော့ဒီအချိန်အထိပေါ့အားကောင်းတဲ့ဆေးအုပ်စုဖြစ်တယ်။ဒါညင်းလို့မရဘူး။ဒါပေမဲ့ဒီနေတိုးကိုတက်ရှင်မှုအတွက်ဟာလာဒီနေတိုး စစ်မှားမိတ်အုပ်စုကိုတက်ရှင်မှုအတွက်ကြားနိုင်ငံတွေကလည်းပုံသဏ္ဍာန်မျိုးမျိုးနဲ့ကြိုးစားနေရရှိတယ်။ကမ္ဘာကြီးကယူနီပိုလာဖြစ်လာတယ်။ယူနီပိုလာကနေအခုကမာတီပိုလာပြန်ပြောင်းလာတယ်။ယူနီပိုလာဆိုတာအမေရိကန်ဥဆောင်တဲ့စည်ရေးနိုင်ငံရေးစီးပွားရေးနိုင်ငံတကာဆက်ဆံရေးဆိုတဲ့ဝင်ရိုးကြီးကနေပြီးတော့လည်နေတဲ့နေရာနေပြီးတော့အခုကတရုတ်တို့ရုရှားတို့အိန္ဒိယတို့ကလည်းသူတို့ရဲ့ဟာလာဒီကမ္ဘာကြီးမှာရှိတဲ့စီးပွားရေးတို့စည်ရေးတို့ဟာလာကျန်တဲ့ကျွန်တော် geopolitics ဆိုဒီဒီပြောရရင် ပထဝီနိုင်ငံရေးတို့မှာသူတို့ကလည်းသူတို့ကဏ္ဍအလျောက်ဝင်တိုးလာတယ်ရှိလာတယ်ရှိလာတဲ့အခါကျတော့နိုင်ငံကြီးတွေကနိုင်ငံကြီးတွေဟလာပြောရလို့ရှိရင်တော့သူတို့သူတို့ရဲ့ဒီဟိုနင်းတွေကလည်းဘယ်လိုခေါ်မလဲ deep state တွေကလည်းဘာဖြစ်လဲဆိုတော့ဒီဟာတွေကိုပြန်ပြီးတော့ထောက်ဖို့အတွက်သူတို့ရဲ့ဘယ်လိုခေါ်မလဲ proxy တွေပြန်မွေးလာတယ်ပေါ့ဥပမာအပြင်ဘင်္ဂလားဥပမာအပြင်သူတို့တကယ်မြန်မာလိုချင်တာမြန်မာပြည်ကျွန်တော်သိရဒီအနောက်အစုရဲ့ proxy တွေအနောက်အစုရဲ့ဒီ deep state တွေအဓိကလိုချင်တာမြန်မာပြည်သိရ တို့ပြင်မြန်မာပြည်ကိုမန်ပီကပြောရလို့ရှိရင်ဗျာတက်မလို့ရဲ့ institution ကအရင်ခိုင်မာနေတယ်ခိုင်မာနေတဲ့ခါကျတော့ဘယ်လိုမှထိုးလို့မရထိုးဖောက်လို့မရတဲ့ခါကျတော့ဘင်္ဂလားဒေ့ရှ်ကိုပြန်ဝင်လာပဲကျွန်တော်ဒီလိုသုံးသပ်တယ်အဲ့လိုပြန်ဝင်တဲ့ခါမှာဒါပေမဲ့ဒီယွန်းနုနဲ့အနောက်က deep state တွေမစင်းသားမိတာဒီဘင်္ဂလားဒေ့ရှ်တက်မလို့ဘင်္ဂလားဒေ့ရှ်တက်မလို့ဟာတကယ်တော့ပွင့်လင်းပြောရရင်အနောက်အုပ်စုမရင်ဘူးဘင်္ဂလားဒေ့ရှ်တက်မလို့ဟာတကယ်တော့ရုရှားနဲ့အိန္ဒိယဘက်ကိုပိုရင်းနေတယ် ိုရင်းတယ်တရုတ်တော်မဟုတ်ဘူးရုရှားနဲ့အိန္ဒိယကိုပိုရင်းတယ်ဘာကြောင့်လဲဆိုတော့ရှေ့ဟာစီနာကိုရှေ့ဟာစီနာရဲ့ပြောရလို့ရှိရင်တော့ဗျဒီအဖေရဲ့ပါကစ္စတန်ကနေခွဲထွက်တဲ့တိုက်ပွဲမှာဘင်္ဂလားဒေ့ရှ်ကိုတကယ်ကူညီခဲ့တာအိန္ဒိယအိန္ဒိယအဲ့တော့ရှေ့ဟာစီနာဟာအိန္ဒိယကိုပို့ပြီးတော့ပြောတော့သူအိန္ဒိချင်းလည်းဖြစ်တာပေါ့နော်အိန္ဒိယနဲ့ပို့ပြီးဆက်ဆံရေးကောင်းတယ်ကျွန်တော်ပြောချင်တာဒါပေမဲ့တရုတ်ကလည်းဒီနေရာကိုတိုးဝင်ချင်တယ်နော်တိုးဝင်ချင်တယ်အဲ့တော့အိန္ဒိယနဲ့တရုတ်နဲ့ကလည်းပြဿနာရှိနေတယ် ော်ပြဿနာရှိဒါပေမဲ့သူတို့ကတော့သူတို့နှစ်ခုကြားမှာစီအေးတိုက်ပွဲလေးပေါ့ဗျာဟိုစစ်ပူကြီးတော့မဟုတ်ဘူးစီအေးတိုက်ပွဲပုံစံမျိုးလေးပြဿနာရှိနေအဲ့လိုပဲဒီပြောရလို့ရှိရင်ပြီးခဲ့တဲ့လပိုင်းတွေကဘင်္ဂလားဒေ့ရှ်ကိုရုရှားတင်မိုရီရုရှားစစ်တမနစီလာဆိုင်သွားတယ်ဒါလည်းသတင်းတွေမှာရှားကြည့်ခင်ဗျာသဘောပေါက်လိမ့်မယ်အဲ့တော့တရုတ်ကဘယ်သူနဲ့ပူပြီးတော့ပလန်နံပါတ်တင်လဲဆိုတော့ပါကစ္စတန်နဲ့ပူပလန်နံပါတ်တင်တယ်ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်ကပြောရရင်ရှေ့ဟာစီနာလက်ထက်တလျှောက်လုံးမှာ ရန်သူနိုင်ငံလို့သတ်မှတ်ထားတာတယောက်နဲ့တယောက်ကအရင်တော့ကတော့ဒီပါကစ္စတန်ကနေဘင်္ဂလားဒေ့ရှ်ကမခွဲထွက်ချင်တာကတော့သူကအရှေ့ပါကစ္စတန်နဲ့နောက်ပါကစ္စတန်လို့ခေါ်တာပေါ့ဗျာဘင်္ဂလားဒေ့ရှ်ကနောက်ပါကစ္စတန်အရှေ့ပါကစ္စတန်တင်ထားပါတော့ဒီလိုမျိုးခေါ်တာနောက်ကြတော့ပါကစ္စတန်ကနေပြီးတော့ခွဲထွက်ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံတည်ထောင်ပြီးနောက်ပိုင်းမှာဘင်္ဂလားဒေ့ရှ်နဲ့ပါကစ္စတန်တွေကပြောလို့ရှိရင်တယောက်နဲ့တယောက်ရန်သူပုံစံမျိုးသတ်မှတ်ထားတာပေါ့နော်ဒီလိုမျိုးရှိတယ်အဲ့တော့ဘင်္ဂလားဒေ့ရှ်ကိုလွတ်လပ်ရေးမှာကူညီခဲ့တဲ့အိန္ဒိယအိန္ဒိယကိုကူညီခဲ့တဲ့အတွက်ဘင်္ဂလားဒေ့ရှ်ကအိန္ဒိယကိုသူ့ရဲ့မာမိတ်နိုင်ငံအနေနဲ့ ် recognize လုပ်တာပေါ့နော်အတိမတ်ပြုတ်တာပေါ့အတိမတ်ပြုတ်တယ်ဆိုအဲ့လိုမျိုးအဲ့တော့ဘာဖြစ်လဲဆိုတော့ဒီနေရာကိုတကယ်ဝင်ရင်ဝင်ကစားကျင်တာအမေရိကန်ဖြစ်နေတယ်အဲပြစ်ပြစ်ပြစ်ပုံอ่ะအဲ့တော့ဘာလုပ်လဲဆိုတော့ဒီသတင်းကဘာလဲဆိုတော့ဒီသတင်းကိုကျွန်တော်ရင်ဖတ်ပြမယ်ဒါပြီးခဲ့တဲ့တစ်ဘက်ကသတင်းတွေမှာဆိုလို့ရှိရင်အဓိကအဖြစ်တော့အဲဒီသတင်းဟာဒေတာတွင်သတင်းဌာနတွေမှာတော်တော်လေးလွှမ်းမိုးရတဲ့သတင်းတွေဖြစ်တာပေါ့နော်ဆိုအဲ့တော့ဘာဖြစ်လဲဆိုတော့ဒီသတင်းကိုတကယ်ပေါ်ပြတာလဲ India Today ရှင်နေဗျဟုတ်တယ် India Today ဆိုတဲ့ သတင်းဌာနဖော်ပြတာအိန္ဒိယ Today ကလည်းပြောရင်အိန္ဒိယနိုင်ငံမှာသတင်းဌာနကြီးတစ်ခုပဲသတင်းဌာနကြီးတစ်ခုပဲသူကလည်းပြောရလို့ရှိရင်ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတခြားနိုင်ငံကြီးတစ်ခုကလာပြီးတော့ပြောရရင်ဘယ်လိုခေါ်မလဲဟိုနောက်ကနေပြီးတော့ထိ ंछ ုံနေမှာကိုအိန္ဒိယလည်းမလိုတာဘူးအဲ့တော့ဘင်္ဂလားဒေ့ရှ်ဟိုဒီကိုအိန္ဒိယသတင်းစာတွေတော်တော်များများလည်းဘင်္ဂလားဒေ့ရှ်ကိုအများအားဆောင်ကြည့်နေတယ်အများအားဆောင်ကြည့်နေတယ် the you know also အဲ့တော့ဒီမှာရေးထားပါလေတော့သွေးစွန်းသောဇင်းညံလန်းဟုဆိုကားတဲ့ရခိုင်တို့အကူအညီပေးရေးဘင်္ဂလားဒေ့စီဦးစီးချုပ်ကန့်ကွက်ဆိုဒီလိုရေးထားတယ်။ဒီလိုရေးထားတယ်။ဘင်္ဂလားဒေ့စီဦးစီးချုပ်ဗိုလ်ချုပ်ကြီးဝါကာအူစမန်ကနေဆက်ဖြတ်ကျော်ရေးရခိုင်ပြည်နယ်သို့ကုလသမဂ္ဂအကူအညီပေးရေးအစီအစဉ်ကိုသွေးစွန်းသည့်ဇင်းညံလန်းဟုခေါ်ဝေါ်ကမိုဟာမက်ယူနိုဦးဆောင်သောဂျာပြတ်အစိုးရကိုတတိပေးလိုက်ပြီးနောက်အစီအစဉ်မှာနောက်ဆုတ်ဂျာပြတ်ပေးလိုက်ပြီးဂျာပြတ်တတိပေးလိုက်ပြီးနောက်အစီအစဉ်မှာနောက်ဆုတ်သွားပြီဖြစ်ကြောင်းအိန္ဒိယသတင်းစာများဆိုတယ်တဲ့။ ဘင်္ဂလားဒေ့ရှ်တပ်မတော်ဟာတဲ့အချုပ်ချာအာဏာကိုထိခိုက်စေတဲ့ဘယ်လိုလှုပ်ဆောင်မှုမျိုးကိုမှလုံးဝပါဝင်မှာမဟုတ်တလို့ဘယ်သူကိုမှလည်းပါဝင်ခွင့်ပြုမှာမဟုတ်ဘူးဆိုပြီးတော့စီဦးစီးချုပ်ကဗိုလ်တော်ဘူးနေ့မှာယူနိုကြီးဂျာပြတ်အစိုးရအသတိပေးလိုက်တယ်တဲ့ယူနိုဟာတဲ့အာဏာကိုစုပ်ကင်ထားနိုင်ရန်အမေရိကန်၏အကူအညီဖြင့်ဘင်္ဂလားဒေ့ရှ်အချုပ်ချာအာဏာကိုချင်းချောင်းနေသည်ဟုယူဆရသောရခိုင်ဇင်းညံလန်းကိုသဘောတူခဲ့သည်ဟုယုံကြည်ရကြောင်းရင်းအစီအစဉ်သည်နိုင်ငံအချုပ်ချာအာဏာကိုထိခိုက်စေနိုင်ပြီးအမေရိကန်က ထဝီမဟာဒီဝါမြောက်အကျိုးအမြတ်များအတွက်တွန်းအားပေးနေခြင်းဖြစ်သည်ဆိုသောစိုးရင်စိတ်များတိုးပွားလာလည်းရှိတယ်ဆိုပြီးအိန္ဒိယတူတွေကရေးတယ်တဲ့ထို့သောစစ်ကောင်းဆောင်ဤပြင်းထန်စွာသတိပေးချက်ကြောင့်ရခိုင်ပြည်နယ်သို့လူသားချင်းစာနာထောက်ထားမှုဇင်းညံလန်ဖွင့်ရန်အဆောက်အဦချက်မှာတိတိတသာပြောင်းလဲသွားခဲ့ရသည်ဆိုပြီးရေးသားထားတယ်တဲ့ဘင်္ဂလားဒေ့ဂျာပြတ်အစိုးရဟာတဲ့အဲ့ဒီဇင်းညံလန်ကိုတွန်းအားပေးခဲ့ပြီးအချို့ကျွမ်းကျင်သူများကတရုတ်ကိုတံပြန်ရန်အမေရိကန်၏လုံဆောင်ချက်တစ်စိတ်တစ်ပိုင်းအဖြစ်ရှုမြင်ခဲ့တယ်တဲ့ အဲ့လိုစီဦးစီးချိုးကြီးကံကွက်မှုအပြီးဘင်္ဂလားဒေ့ဂျာပြက်အစိုးရကောင်းဆောင်ယူနွတ်ကနှုတ်ထွက်ရန်စဉ်းစားနေကြောင်းသတင်းများထွက်ပေါ်လာရသည်ဒီလိုမျိုးနေဖြစ်တာနော်ဒီလိုသတင်းမှရေးထားတယ်အဲ့တော့ပြောလို့ရှိရင်အမေရိကန်ကလည်းယူနွတ်ကိုဘာကြောင့်လဲဆိုတော့ယူနွတ်ကိုဒီဘင်္ဂလားဒေ့နိုင်ငံသားတွေကထောက်ခံလိမ့်မယ်ဆိုပြီးတော့ယူနွတ်ကိုပြောရအောင်တော့သူကအမြင့်ဆင်းပေးပြီးတော့ယူနွတ်ကအဲ့မှာဂျာပြက်အစိုးရကောင်းဆောင်လုပ်တာပေါ့တခြားသတင်းတွေမှာဖော်ပြထားတာဆိုလို့ရှိရင်ဒီဘင်္ဂလားဒေ့ဘ ෝජ ုတ်ကြီးက ဘင်္ဂလားဒေ့ကာဝေးဦးစီးကျော်ကယူနိုကိုပါလဲဆိုတော့ရွေးကောက်ပွဲမြန်မြန်လှုပ်ဖို့အထီကိုဖိအားပေးနေရရှိတယ်။ယူနိုကလည်းအခုလာမယ့်2025ဒီဇင်ဘာလမကုန်ခင်မှာရွေးကောက်ပွဲလုပ်မယ်ဆိုပြီးသူကဒီလိုကြေညာထားတာလည်းရှိတယ်။ယူနိုကပထမတော့သူ့ကိုဟလာဘင်္ဂလားဒေ့နိုင်ငံသားတွေကထောက်ခံမှုရှိရဆိုပြီးဝင်လာလိုက်တာပဲ။ဒါပေမဲ့ဘင်္ဂလားဒေ့နိုင်ငံကိုအုပ်ချုပ်ရတဲ့နိုင်ငံရေးကအဲ့လောက်ထိမလွယ်ဘူး။အဲ့လောက်ထိလွယ်ကူမှုမရှိဘူး။ဘာကြောင့်လဲဆိုတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာပြောရလို့ရှိရင်လက်ရှိအနေအထားမှာနိုင်ငံကြီးတွေအားလုံးရဲ့ပါဝင်ဆွတ်ဖက်မှုတွေတော်တော်များများခံရတဲ့နိုင်ငံဖြစ်နေတယ် တော့ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ရှိတ်ဟာစီနာနဲ့ကအပေးယူတဲ့တယ်အတေးယူတဲ့အများကြီးလည်းအလုပ်တွဲလုပ်ဖူးတယ်ဒါပေမဲ့ယူနော့ကသူကရောက်လာတဲ့အချိန်မှာသူလည်းသူဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဘယ်လိုခေါ်မလဲရေရှည်အုပ်ချုပ်ရလိမ့်မယ်လို့သူလည်းဒီလိုတွေးထားတာပေါ့နော်အတိတ်ကဘာလဲဆိုတော့နောက်မှအမေရိကန်ကျောထောင်းနောက်ကရှိတာ哦ရှိတော့အဲ့တော့အဲ့အတွက်လည်းသူကပြောရလို့ရှိရင်ဘင်္ဂလားဒေ့ရှ်စစ်တပ်မပါဝင်လာနိုင်အောင်ဒီပလန်ကိုချတာပဲဒီပလန်ကိုချပြီးတိတ်ကဘာလဲဆိုတော့ယူနော့ကဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုအမေရိကန်သူ သူ့ကိုကာဝယ်ပေးနိုင်လောက်တဲ့တက်တွေကိုဆွဲထွက်သွင်းမယ်။ဆွဲသွင်းပြီးမှ तू ကဘင်္ဂလားဒေ့ရှ်စစ်တပ်ကိုသူ့လက်အောက်ရောက်အောင်ပုံစံလုပ်မဲ့သဘောမျိုးအထိ तू ကယူဆထားပုံရတယ်။နော် तू ကဘလို့စီစဉ်ထားပုံရတယ်။အဲ့လိုစီစဉ်ထားတဲ့အတွက်ကိုဒါကိုလည်းပြောရရင်ဘင်္ဂလားဒေ့ရှ်ကာဝယ်ဦးစီးချုပ်ကတိသွားပြီးတော့ဒီဟိုနင်းကိုယူနုတ်ကိုတတိပေးရတဲ့အဆင့်ထိရောက်သွားတဲ့ပုံစံမျိုးနော်။လက်ရှိတော့ဒီပလန်ကနောက်ဆုတ်သွားပြီဆိုတော့အားမျိုးပေါ့နော်။ဒါမျိုးဒီသတင်းတွေမှာ India Today မှာ လိုရေးထားတာတွေ့ရတယ်။ဒါပေမဲ့ကျွန်တော်ပြောရရင်တော့အမေရိကန် အနေနဲ့သူ့ရဲ့ဒီအမေရိကန်လို့မပြောဘူးဗျာ။အနောက်အုပ်စုတွေအနေနဲ့သူတို့ရဲ့ဒီစီမံကိန်းတွေစီမံချက်တွေကိုလွယ်လွယ်နဲ့လက်လွတ်သွားလို့မရှိဘူး။နော်လက်လွတ်သွားလို့မရှိဘူး။မြန်မာနိုင်ငံကပဲကြည့်မြန်မာနိုင်ငံကပြောရလို့ရှိရင်1962ခုနှစ်ဒီဟိုနေ့ကဥနေဝင်အစိုးရကအာဏာသိမ်းပြီးတဲကိုကမြန်မာနိုင်ငံကိုသူတို့ဒီအနောက်စုတွေကပြန်ပြီးခြေကိုရောက်ဖို့အတွက်စူးစမ်းနေတာဒီကနေ့ထိပဲ ဒီကနေ့ဒီအဲ့တော့ပြောရလို့ရှိရင်ဒီဟိုနဲ့အနောက်စုတွေအနေနဲ့ကတစ်ကပါလဲဆိုတော့ဒီတရုတ်ရဲ့ပေါ့နော်တရုတ်ရဲ့အနောက်ဘက်ထွက်ပေါက်ပေါ့နော်နောက်ဘက်ထွက်ပေါက်ခုံပေါ့ဒီကြောက်ပြူရင်းနဲ့စိတ်ကန်းကိုပုံစံမျိုးမျိုးနဲ့ဘယ်လိုခေါ်မလဲအနောက်ရှက်ပေးနိုင်မှုတဲ့ဘင်္ဂလားဒေ့ရှ်ကိုခြေကုပ်ယူရလဲဖြစ်နိုင်တယ်အဲ့လိုပဲဘင်္ဂလားဒေ့ရှ်ဟာရုရှားတို့အိန္ဒိယတို့ဘက်ကိုကတ်သွားမှာဆိုလို့အနောက်အစုတွေကဘင်္ဂလားဒေ့ရှ်ပြောရရင်ဘင်္ဂလားဒေ့ရှ်အစိုးရကိုပရိုစီလောက်တာလဲဖြစ်နိုင်တယ်ပုံစံမျိုးပေါ့နော်ဒါပေမဲ့ဒီဘက်မှာကဘာလဲဆိုတော့တရုတ်ကလည်းဒီတစ်ခုတည်းမဟုတ်ဘူး လက်ရှိအနေအထားမှာထိုင်းနိုင်ငံမှာကပြောရရင်တရုတ်နဲ့သဟဇာတာဖြစ်တဲ့အစိုးရပေါ့နော်ဒီရင်လက်ရှင်တဲ့ဝတ်တို့အစိုးရဟာတရုတ်နဲ့ပြောရရင်အပေးယူတဲ့အစိုးရဖြစ်နေတယ်အဲ့တော့တရုတ်ကဘာလုပ်လဲဆိုတော့ဒီကြောက်ပြူရင်နဲ့စိတ်ကန်းလို့ပြောပြင်ပြောညားတော့လေဥပမာ ထိုင်းပင်လယ်ကွေးကိုဖောက်ထွက်နိုင်တဲ့ကာလ်ကနဲဆိုပြီးတော့အဲ့ဒီကနဲဖောက်ဖို့အတွက်လည်းစူးစမ်းနေ အဲ့လိုပဲတရုတ်ကဘာလုပ်လဲဆိုတော့ဒီထိုင်းပင်လယ်ခွဲဒီဖောက်ထက်ပြီးသွားလို့ရှိရင်သူကတစ်ဖက်မှာကမ္ဘောဒီးယားနဲ့လည်းအဆင်ပြေအောင်လုပ်ထားပြီးတော့ကမ္ဘောဒီးယားကတုံလီဆက်ရေအိုင်ကြီးကိုဖျက်ပြီးတော့အနောက်မှာရှိတဲ့ကျွန်တော်တို့ဒီဟိုနေပေါ့နော်မဲခေါင်မဲခေါင်မြစ်ကနေပြီးတော့တရုတ်ပြည်ထဲကိုတင်မောတွေဝင်မှုထိအဲ့လောက်ထိတရုတ်ကလည်းစဉ်းစားထားတယ်စဉ်းစားထားဒါပေမဲ့တရုတ်ဟာလက်ရှိအနေအထားမှာတရုတ်ဟာမြန်မာနိုင်ငံမှာလည်းသူက A plan B plan ရှိပုံရတယ်ပထမအနေနဲ့ဟာလား A plan အနေနဲ့တော့တရုတ်ကကြောက်ပြူရင်းနှက်စိတ်ကန်းကနေတဆင့်ရခိုင်ကိုဖျက်ပြီးတော့ဒီခုနင်းကို သူ့ရဲ့ဒီဟိုဂျင်နန်တို့တဘာဝတန်းငွေတွေပေါ့တခြားကုန်ပစ္စည်းတွေကိုတရုတ်နိုင်ငံယူနန်တွေကိုသွင်းဖို့အတွက်စီစဉ်ထားပုံရပါမယ်ဘီပလန်အနေနဲ့တော့တရုတ်ဟာပသိမ်စိတ်ကန်းကိုလည်းတုံးရင်တုံးလာနိုင်တယ်နော်ပသိမ်ကိုလည်းအဓိကတုံးရင်တုံးလာနိုင်ဘာကြောင့်လဲဆိုတော့လက်ရှိအနေထားမှာဟလာနိုင်ငံတော်အစိုးရရဲ့ဒီပြောလို့ရှိရင်လုံဆောင်ချက်တွေကိုကြည်ချင်းအပြင်ရန်ကုန်ပသိမ်လမ်းမကြီးကိုဒီထက်ပို့ပြီးတော့လုံခြုံအောင်လေဒီထက်ပို့ပြီးတော့ ဘယ်လိုခေါ်မလဲဟိုဟိုစိတ်ဖြစ်အောင်နေပေါ့နော်ဒါတွေလှုပ်လာတာပုံပြီးချောမွေးအောင်လှုပ်လာတာကျွန်တော်တို့တွေ့ရတယ်အဲတွေ့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကလည်းဘာလဲဆိုတော့ဒီဘက်က AA ကလည်း AOE တိုင်းအထိပုံစံမျိုးမျိုးနဲ့ထိုးပေါက်ပြီးတော့လှုပ်လာတယ်တွေ့ရတယ်မြန်မာနိုင်ငံမှာဟာလာပြောရရင် AOE တိုင်းဟာအငင်းချမ်းဆုံးပဲနော်အငင်းချမ်းဆုံးပဲလုံးဝဟာလာစစ်ပွဲတွေမရှိတဲ့နေရာပဲပြောရလို့ရှိရင်နော်ဆိုတော့အဲ့တော့ဒါတွေကဟိုပြောရရင် geopolitics ကပြောရရင်တော့အများကြီးပေါ့ဗျာတွက်ချင်တယ်လို့တွက်လို့ရတာပေါ့တုတ်ပေမဲ့လည်းလက်ရှိနိုင်ငံကိုဥဆောင်နေတဲ့အစိုးရအဖွဲ့တွေအိန္ဒိချင်းအစိုးရအဖွဲ့တွေအနေနဲ့ သူတို့တွေအနေနဲ့သူတို့ရဲ့ geopolitic plan ကဘာရှိမလဲကိုကတော့မသိဘူးပေါ့ဒါပေမဲ့လည်းကျွန်တော်တို့အနေနဲ့ဒါတွေကသုံးသက်တာပေါ့နော်သုံးသက်ကြည့်တာပေါ့အဲ့တော့ပြောရလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံအတွက်ချိတ်ဟာစီနာပြုတ်ကျသွားတာချိတ်ဟာစီနာပြုတ်ကျပြီးတော့ unit တို့ရောက်လာတာလည်းကျွန်တော်မြန်မာနိုင်ငံအတွက်ကန်ဆိုးကန်ကောင်းနှစ်ခုပေါ့နော်ဒါပေမဲ့ကန်ကောင်းတဲ့ဘက်ကများတာပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုတိုက်ခတ်မဲ့နိုင်ငံကြီးပြည်ဝီနိုင်ငံကြီးလိုင်းတဘူကြီးကဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ဝင်သွားတာကျွန်တော်အဲ့ ဘင်္ဂလားဒေ့ရှ်မှာရှေ့ဟာစီနာဘင်္ဂလားဒေ့ရှ်ကနေထွက်ပြေးသွားပြီဆိုတဲ့ဟိုကကျွန်တော်ပြောတယ်ကျွန်တော်မြန်မာနိုင်ငံကံကောင်းသွားပြီဘာလို့မြန်မာနိုင်ငံကိုရိုက်ခတ်ဖို့အတွက်တာဆူနေတဲ့ဒီနိုင်ငံကြီးလိုင်းတကူကြီးอ่ะအဲ့ဒါဒီ geopolitic geopolitic line တကူကြီးอ่ะဘင်္ဂလားဒေ့ရှ်ကိုကူးသွားတာဒါပေမဲ့လည်းဘင်္ဂလားဒေ့ရှ်ကပြဿနာတစ်ခုခုဖြစ်လာလို့ရှိရင်လေဘင်္ဂလားဒေ့ရှ်မှာထားပါတော့ဗျာဘင်္ဂလားဒေ့ရှ်တက်မလို့အာနာသိန်းနာတွေပါဖြစ်လာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံအနေနဲ့ရခိုင်နိုင်ငံရခိုင်ဒီဟိုနေ့ကတော့ ရခိုင်ပြည်နယ်ကတော့မငြိမ်းချမ်းနိုင်တော့ဖြစ်သွားလိမ့်မယ်ဘာလို့လဲဆိုတော့ဒီဘက်ကအစိုးရကလည်းပြန်ကစားမှာပဲအဲဒါကြီးလို့တုံးတက်လို့ရတယ်နော်ဒါကြောင့်မလို့လက်ရှိအနေအထားမှာတော့ဟာလာဒီဘင်္ဂလားဒေ့အစိုးရကဘင်္ဂလားဒေ့အစိုးရကိုဘင်္ဂလားဒေ့တက်မတော်ကသတိပေးလိုက်တဲ့အထက်လက်ရှိအနေအထားမှာတော့ဘင်္ဂလားဒေ့နိုင်ငံမှာလာပြီးတော့အခြေဆိုင်မဲ့ကုလသမဂ္ဂကူညီရေးဖွဲ့တို့ဂျန်နဲ့ဘာညာဖွဲ့တို့ဘာလို့ကပလန်ကတော့ပြတ်သွားပြီလို့တုံးတက်လို့ရတယ်လို့နော်ကျွန်တော်ဒီလိုတုံးတက်ချင်းနေတုံးတက်ချင်းနေတော့ဒီဘုတ်ကတော့ကျွန်တော်တို့ဝင်နေပါတယ်နော်ဘာလဲဆိုတော့အဓိကအဖြစ် ျွန်တော်လက်ရှိအာဆီယံနိုင်ငံတွေပေါ့နော်အာဆီယံနိုင်ငံတွေနဲ့ကျွန်တော်မြန်မာနိုင်ငံရဲ့အိန္ဒိချင်းနိုင်ငံတွေအနေနဲ့ကဘာဖြစ်လာလဲဆိုလက်ရှိအနေထားမှာမြန်မာနိုင်ငံကိုပို့ပြီးတော့ sympathize ခေါ်မှာပေါ့နော်ပို့ပြီးတော့ဟိုဂယုဏဖြစ်လာတယ်ပေါ့နော်ပြောရလို့ရှိရင်ဘာကြောင့်လဲဆိုတော့ဒါကဒီလိုဂယုဏဖြစ်တယ်ဆိုတာအလကားထိုင်နေနေဖြစ်တာမဟုတ်လက်ရှိနိုင်ငံတော်အစိုးရရဲ့ဟလာ2022လောက်ကနေပြီးတော့2024ကုန်လောက်အထိတန်တမန် frontier ခေါ်မှာပေါ့နော်ဒီတန်တမန်မျက်နှာစာမှာ သူ့ရဲ့ထိုးပေါင်းမှုတွေကအောင်မြင်မှုရလို့ကျွန်တော်ပြောချင်တာပြီးခဲ့တဲ့လပိုင်းကနော်ဗိုလ်ချုပ်ကြီးရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံကိုသွားတယ်။သွားတဲ့အချိန်မှာလည်းသူကမလုပ်လဲဆိုတော့နိုင်ငံတကာဟာလာဒီအဲ့တုန်းကရုရှားနိုင်ငံရဲ့နှိရှိစေမြောက်ဟာလာမဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနေ့ပေါ့နော်။ဒါပြောရင်ရုရှားနိုင်ငံအတွက်ကြီးမားတဲ့အောင်ပွဲနေ့ကြီးလုပ်တယ်ပေါ့။အဲ့တော့ဘာလို့လဲဆိုတော့နိုင်ငံတကာကောင်းဆောင်တွေကိုဖိတ်ကြတယ်။အဲ့လိုဖိတ်ကြတဲ့အတွက်ဗိုလ်ချုပ်ကြီးက block smart ဖြစ်နေတယ်ဆိုတော့ကျွန်တော်ပြောပြမယ်။မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဗဂရီအရှိတရားတွေမြမနိုင်ငံမှာဖြစ်နေတဲ့ပြောလို့ရှိရင်တော့ဒီအကြမ်းဖက်မှုဟုတ်လားဒီပြောရရင်စစ်ပွဲတွေမှာမြမတက်မလို့ဟာဘာကြောင့်မလို့ဒီဟုတ်လားဒီ PDF တွေကြံတဲ့ EO တွေကိုတိုက်နေရပါတယ်ဆိုတဲ့ဟာတွေကိုသူရှင်မှာတေချာဓာတ်ပုံနေနဲ့ရှင်းပြဖို့တဲ့စာအုပ်တွေယူသွားတယ်လို့အဲ့စာအုပ်တွေကိုလည်းနိုင်ငံခေါင်းဆောင်တွေကိုရှင်းပြဟိုဘလော့ခေါမလဲဝင်ငှခဲ့တယ်လို့ရုရှားမီဒီယာတွေကိုလည်းသူတေချာဝင်ငှခဲ့တာရှိတယ်ဒါတွေကအရင်တည်းကပေါ့နော်ဟိုအရင်တည်းက တွေလောက်တာတွေရှိတာပေါ့နော်အဲ့တော့ဒါတွေကိုအဲ့တော့ဘာဖြစ်လဲဆိုဒေတာရင်းနိုင်ငံတွေဒေတာရင်းဆိုအာဆီယံနိုင်ငံတွေနဲ့အိန္ဒိချင်းနိုင်ငံတွေရဲ့ဘယန်းပေါ့နော်ထားပါတော့ဂျန်နဲ့ဒီထက်အဝေးမှာရှိတဲ့ရုရှားတို့ဘယ်လာရုစ်တို့ဂျန်နဲ့နိုင်ငံတွေရပါမြန်မာနိုင်ငံရဲ့လက်ရှိမြန်မာနိုင်ငံအစိုးရရဲ့လက်ရှိလုပ်နေရတဲ့ဟာလာစစ်ပွဲတွေရင်ဆိုင်နေရတဲ့စစ်ပွဲတွေမြန်မာပြည်သူတွေရဲ့အကြက်တဲတွေကိုအမြင်အရှိတိုင်းရှိတိသွားတယ်ပေါ့နော်တိသွားတယ်အဲ့တော့အဲ့ဒါတွေကနေပြီးအကျိုးရလက်တွေကဘာဖြစ်လဲဆိုတော့အိန္ဒိချင်းနိုင်ငံတွေနဲ့အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံရဲ့အချက်အသေးကိုကူညီဖို့အတွက်ရနောက်တစ်ခုကမြန်မာနိုင်ငံကိုနိုင်ငံတကာအတိုင်းအတာကိုပြန်ဝင်ဖို့အတွက်ကိုကူညီတာတွေရှိလာတယ်။အဲ့မှာသတင်းတစ်ပုဒ်မှာဗာရေးထားလဲဆိုတော့အဲ့သတင်းလေးကိုကျွန်တော်ပြောပြမြန်မာအစိုးရအနေနဲ့နိုင်ငံတကာတွေ့တွေ့မှုကြေပြန့်ရေးအတွက်တဲ့ထိုင်းနိုင်ငံဟာအားပေးလှုပ်ဆောင်လာတာကိုတွေ့ရတယ်တဲ့။မကြာမီကျင်းပမိအာဆီယံခေါင်းဆောင်များအစည်းအဝေးမှာတဲ့မြန်မာနိုင်ငံအစိုးရနဲ့နိုင်ငံတကာတွေ့တွေ့ဆက်ဆံမှု ပြည်တွင်းစစ်အဆုံးသက်ရေးအပါအဝင်တန်တမာရေးအားထုတ်မှုများပုံမကျယ်ပြန့်လာရင်တွန်းအားပေးသွားမယ်ဖြစ်ကြောင်းနဲ့ထိုင်းနိုင်ငံရဲ့ဝန်ကြီးကပြောတယ်ဆိုပြီး The Straits Times သတင်းစာမှာအကျယ်ဝင်းဖော်ပြထားတယ်တဲ့ရှေ့ဘက်မှာတဲ့မလေးရှားနိုင်ငံကွာလာလမ်ပူးမှာပြုတ်လုံမယ်တဲ့အစည်းအဝေးများမှာလည်းတဲ့ရှင်းလင်းပြတ်သားတဲ့ငြိမ်းချမ်းရေးဆောင်ရွက်မှုခြေလှမ်းများပုံဖော်ရဲ့လိုအပ်ကြောင်းလဲထိုင်းနိုင်ငံရဲ့ဝန်ကြီးကပြောထားတယ်တဲ့လူပေါင်း3800ခန့်တည်ဆုံးခဲ့သည့် မလငလင်ဒီဒီမလမှာဖြစ်ပွားခဲ့တဲ့မန္တလေးငလင်မှာဂျောင်းနဲ့လူသားချင်းစာနာမှုအကူအညီတွေလွယ်ကူစေရေးအပြည့်အခက်ရည်ဆွဲမှုများတက်တန်းတိုးရေးအတွက်အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်ကြိုးပမ်းမှုများကိုထောက်ခံကြောင်းလဲထိုင်းနိုင်ငံသားဝန်ကြီးကပြောတယ်တဲ့အပြည့်အခက်ရည်ဆွဲရအရေးကြီးတဲ့ပထမခြေလှမ်းဖြစ်ပေမဲ့တစ်ဖက်သက်လုံးလို့မရပါဘူးတဲ့ဟုတ်ဒါချင်းချင်းလေးပဲနိုင်ငံတော်အစိုးရအနေနဲ့အပြည့်အခက်ရည်ဆွဲရေးကိုတစ်ဖက်သက်လုံးလို့မရဘူးတစ်ဖက်သက်လုံးလို့မရဘူးဘာကြောင့်လဲအကြမ်းဖက်အုပ်စုတွေဟာ အပြစ်ခက်ရက်စဲရေးမှာပါဝင်မဲ့စီကန်းတွေကိုလိုက်နာဖို့လိုတယ်။နော်သူတို့ရဲ့သူတို့ထားပါတော့ EAO ဆိုလဲ EAO တွေပထမသူတို့ NCA ရတတ်မှတ်ထားတဲ့နယ်မြေတွေကိုသွားရမယ်ဒါမျိုးတွေပေါ့နော်။တရားတွေကိုလိုက်နာဖို့လိုတယ်ပေါ့နော်။အဲ့ဒါလည်းအပြစ်သဘောဆောင်တဲ့ဆွေးနွေးမှုတွေအတွက်အမျိုးမျိုးသောပြဿနာတွေကိုစပွဲဝိုင်းမှာတင်ဖို့လိုပါတယ်တဲ့။ဒါတွေကိုဖိအားမပေးဘဲလိုရပါမယ်ဆိုပြီးပြောခဲ့တယ်တဲ့။ဆိုတော့အဲ့တော့ဘာဖြစ်လာလဲဆိုတော့လက်ရှိအနေအထားမှာလက်ရှိအနေအထားမှာပေါ့နော်။မြန်မာနိုင်ငံရဲ့နိုင်ငံရေးရဲ့ပဂတိအရှိတရားကို အိန္ဒိယနိုင်ငံတွေရဲ့ဒေတာရင်းနိုင်ငံတွေရဲ့ဒေတာရင်းအင်အားကြီးနိုင်ငံတွေရဲ့ကပိုပြီးသဘောပေါက်လာတယ်။နောက်တစ်ခုကဘာလဲဆိုတော့ဒီဟိုနေ့မှာရုရှားခီးစင်မှာနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဘိုလ်ချုပ်မင်းမင်းအောင်လှိုင်ဟာရုရှားခီးစင်မှာတရုတ်သမ္မတကြီးရှီကျင်းပင်နဲ့ပါတွေ့ပြီးတော့မြန်မာနိုင်ငံရဲ့လက်ရှိပကတိအခြေအနေတွေကိုရှင်းပြခွင့်ရသွားတယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ဒီမလေးရှားနိုင်ငံမှာလက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံကလည်း မြန်မာနိုင်ငံကြီးကိုသူကောင်းကောင်းသဘောပေါက်သွားတယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ကျွန်တော်တို့ဟလာဒီမတ်လဒီဧပြီလထဲမှာဗိုလ်ချုပ်မူကြီးနဲ့ဒီထိုင်းနိုင်ငံမှာတွေ့တဲ့အခါမှာဝန်ကြီးတေချာလေးသူရှင်းပြနိုင်လိုက်တယ်လို့ကျွန်တော်တို့ဒီလိုမျိုးသုံးသပ်တယ်။နောက်လက်ရှိဟလာထိုင်းနိုင်ငံမှာထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်းပေါ့တက်ရှင်ရှင်တော်ကလည်းလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံဒီဣဗရာဟင်ဟိုတယ်နော်အန်ဝါဣဗရာဟန်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးလုပ် ဲ့တော့ Mr. Thatcher ရှင်နဝတ်ကမြန်မာနိုင်ငံအကြောင်းကိုသူကောင်းကောင်းသိတယ်ကောင်းကောင်းသိတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အာဆီယံရောနိုင်ငံတကာအတိုင်းဝိုင်းရောအင်းကြီးချင်းနိုင်ငံတွေရောဒေသရင်းအင်အားကြီးနိုင်ငံတွေရောမြန်မာနိုင်ငံငြိမ်းချမ်းမှဖြစ်မယ်။ဘာကြောင့်လဲမြန်မာနိုင်ငံမငြိမ်းချမ်းရင်တစ်ကအင်းကြီးချင်းနိုင်ငံတွေခံနေရဥပဒေဟုတ်လားထိုင်းနိုင်ငံထိုင်းနိုင်ငံဆိုလို့ရှိရင်မြန်မာနိုင်ငံကနေပုံတံအမျိုးမျိုးရောက်လာတဲ့လူတွေရဲ့ဒုက္ခအမျိုးမျိုးပေးတာကိုထိုင်းနိုင်ငံလက်ရှိမှာလက်တွေ့ခံနေရတယ်။လက်တွေ့ခံနေရတယ် အဲ့လိုပဲဘာဖြစ်လဲဆိုတော့တရုတ်ဆိုလို့ရှိရင်လေ geopolitics အရာတရုတ်အနေနဲ့သူလှုပ်ချင်တာလှုပ်လို့မရဘူးဖြစ်နေတယ်ဖြစ်နေတယ်အဲ့တော့ဘာဖြစ်လဲဆိုမြန်မာနိုင်ငံကိုတစ်ကအာဆီယံအတိုင်းဝိုင်းနဲ့ပြန်ထည့်ရမယ်တစ်ကမြန်မာနိုင်ငံရဲ့နိုင်ငံတကာဆက်ဆံရေးတွေကိုပြန်ပြီးကူညီရမယ်ဆိုပြီးတော့ဒီ data တွေမှာရှိတဲ့အာဆီယံနိုင်ငံတွေကဒီလိုသုံးသက်လာတယ်လို့ကျွန်တော်ဒီလိုသုံးသက်တယ်ဒီလိုသုံးသက်တယ်ပြတ်မှာရှိတဲ့ဟလာနိုင်ငံတော်အစိုးရအနေနဲ့လေမြန်မာနိုင်ငံနိုင်ငံတော်အစိုးရအနေနဲ့ကလည်းသူကဘာလဲဆိုတော့တစ်ကရွေးကောက်ပွဲကိုကျင်းပပေးမယ်ဒီအတွက်ကိုသူလုံးဝ100%အာမခံတယ်လို့ဒီအတွက်လည်းအများကြီးပြင်ဆင်လာတာတွေ့ရတယ် ြင်ဆင်လာတယ်တွေ့ရတယ်ဆိုတော့ဘာလဲဆိုတော့ဒါ तू ပေးထားတဲ့သူ့ရဲ့ commitment ပဲ तू ဂရီးပြုခဲ့တဲ့ဟာပဲဒါောင်းလဲနိုင်ငံတကာကအများဆုံးစောင့်ကြည့်နေအဲ့လိုပဲရွေးကောက်ပွဲကိုမိဂါမတ်တက်ကျင်းပမှာမဟုတ်ရွေးကောက်ပွဲမှာနိုင်ငံတကာလေးလာသူတွေကိုလည်းသူခွင့်ပြုမယ်ဆိုပြီးဒီလိုပြောတာရှိတယ်သိစီဒီအဲ့တော့ပြည်တွင်းမှာလည်းဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့အတွက်ကိုဟုတ်လားစီစဉ်ဆောင်မှုတွေလုပ်နေတယ်လို့နိုင်ငံတကာကနိုင်ငံတကာအတိုင်းအဝိုင်းမှာလည်းမြန်မာပြည်ရဲ့လက်ရှိရင်ဆိုင်နေရတဲ့အကျက်တဲတွေအခက်ခဲတွေ တက်မတော်ရဲ့စစ်ပွဲတွေနဲ့ပတ်သက်တာတွေကိုရှင်းပြနိုင်နေတယ်လို့ကျွန်တော်တို့သုံးသပ်တယ်။ယူသုံးသပ်တယ်။ဒါကြောင့်မလို့ပြောရရင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဟာရောင်နေတွေတစ်ဖြည်းဖြည်းမြင်လာပြီ။ရောင်နေတစ်ဖြည်းဖြည်းမြင်မြင်လာပြီ။ဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့တစ်ကကျွန်တော်တို့ဟုတ်လားပြည်တွင်းမှာရှိတဲ့လူတွေအနေနဲ့လက်ရှိနိုင်ငံတော်အစိုးရနဲ့တက်မတော်ရဲ့လုံဆောင်နေရတဲ့အခက်အခဲတွေအကျက်တဲတွေနဲ့လက်ရှိပကတိအခြေအနေတွေကိုနားလည်ဖို့ကပိုအရေးကြီးတယ်လို့ကျွန်တော်တို့သုံးသပ်တယ်